ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါဒီချိန်ကတော့မြောက်ပြင်းဆုံးဦးခုံးရဲ့ Journey to the West အနောက်ရက်တို့ခီးသွားခြင်း1986ဇလန်းတွဲကို recap ခန်းစားမယ်ချိန်ပဲဖြစ်ပါခင်ဗျဆိုတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ဘီနာကောင်းအောင်နှိပ် VPN ဖွင့်ပြီးလို့ရုပ်ရှင်ကို like လုပ်ပြီးရင်မြောက်ပြင်းနဲ့အတူတူအနောက်ရက်ကိုစွန့်စားခန်းထွက်လိုက်ကြပါစို့ခင်ဗျ ဒီပိုင်းအစမှာတော့ဇုံခုံတို့တပ်ဖွဲ့ဟာချောင်းယိုးတစ်ခုတိုင်းလေတစည်းနဲ့ဆုံဆင်းလာခဲ့ကြပြီးမိန်းကလေးတွေကြီးသားရှိကမိန်းကလေးကောင်းဆောင်အုပ်ချုပ်နေတဲ့ဒိုင်းမီတစ်ခုကိုရောက်ရှိလို့လာခဲ့ပါတယ်။ကောင်မလေးတွေဟာယောက်ျားတွေဝင်လာတယ်ဟေ့ဆိုရင်တယောက်ရဲ့အော်သံကြောင့်မိန်းကလေးတွေဟာအိမ်ထဲတွေဂျောင်းထဲတွေကအိမ်နေရာကနေလုံလဆာအလုပ်တွေကိုပြစ်ထားပြီးတော့ဇုံခုံတို့ရှိရာစီကိုရောက်လာခဲ့ကြပါတယ်။တချို့ကောင်မလေးတွေကလည်းဟိုတယောက်ကအမွေနဲ့တော့ရှယ်ပဲအသေးအားစရာကြီးဟဲ့ဟိုတယောက်လည်းနရွက်ပလက်ပလက်လीတော့ ပရီနဲ့လူကလည်းဗလာကြီးတောင်းလိုက်တာစစ်ပတ်ကြီးနဲ့ဖုံးကြီးလေးကလည်းချောလိုက်တာဟဲ့အစင်လေးစသဖြင့်တယောက်တစ်ပေါက်တိုင်းတစီစီနဲ့ဖြစ်နေကြပါလေဇုံခုံကပါကျဲလက်နဲ့အုပ်ထားတဲ့နှာခေါင်းပိုင်းကိုပြလိုက်ဖို့ပြောတဲ့အခါပါကျဲအုပ်ထားတဲ့လက်ကိုဖြွင့်ပြလိုက်တော့မှအမလေးတော်နှာခေါင်းကြီးကြီးပဲဆိုတာလန်သွားခဲ့ကြပါနန်းတော်ထဲမှာတော့ခေါင်းဆောင်ဧကရီမဟာသူမရဲ့မောင်မမိတ်တန်တွေရဲ့အယုဒေခံယူနေပြီးတော့မောင်မတွေကလည်းဧကရီမကြီးတတ်တော်ရှေးသေးဖို့ကိုစူတောင်းနေခဲ့ကြပါဧကရီမဂီတတန်စင်းကိုခန်းစားနာဆင်ကြီး အနုပညာရှင်မာလီတွေကလည်းဒီမဟုတ်ကခုံဖြောပြနေခဲ့ကြတာပါအဲဒီချိန်မှာပဲဗျာဆောင်းတီးလာတဲ့မိန်းကလေးတယောက်ကဂျေတော်သူမာလီကအယုဒေပြုပါတယ်လို့ပြောကရှေတော်မောက်ဝင်းရောက်ခါစားလာခဲ့ပါတယ်သူမဂုံပြူတဲ့အနေနဲ့တချင်းတစ်ပုံနဲ့ဖြောပြပြစီဆိုပြီးတော့ရှောက်ထားလာခဲ့တာပါနောက်ထပ်မိန်းမပြိုတယောက်ကရောက်လာပြီးတော့အရှိရဲ့ထန်ပီနယ်ကမြင့်မြတ်တဲ့ယဟန်တပါးဟာဧဂရီမကိုတွေးဖို့အတွက်တောင်းဆိုနေတောင်းကိုရှောက်ထားလာပါတယ်ဧဂရီမကလည်းမြန်မြန်ကြိုးဆိုကြဖို့မိန်ပေးလိုက်တာကြောင့် ဇရာတော်ထန်ဆန်းတို့လည်းနန်းတော်တွေကိုဝင်ရောက်လာခဲ့ပါတော့တယ်။ထန်ဆန်းကိုတော်ကလည်းအေဂရီကိုဂါရဝပြုလိုက်တဲ့အခါမှာအေဂရီယာမျက်လွာချတာတဲ့ဇရာတော်ကိုကြည့်ပြီးတော့ကဘာလောကကြီးကနာရတန်သွားသလိုပဲအဲ့လိုဖြစ်နေတာကြောင့်ထန်ဆန်းကိုတော်ကအေဂရီကိုထပ်မှန်ပြီးတော့နှုတ်ဆက်လိုက်ပါတယ်။သုံးချိန်မြောက်နှုတ်ဆက်တဲ့အထိအတောင့်လိုက်ပြီးဖြစ်နေတဲ့အေဂရီမကိုဘေးနာမောင်းမတယောက်ကလုံနှိုးလိုက်ကမှအမေဂရီမထန်ဆန်းဇရာတော်အစင်းပေးသလိုထိုင်ပါလို့အဲ့ဒီကြမှာထားပြောပါတော့တယ်။ ဆရာတော်ကတပည့်၃ယောက်နဲ့အနောက်ဘက်ကိုကျန်းစာပေးမှုသွားနေတာဖြစ်တာကြောင့်နိုင်ငံဖြတ်တန်းသွားလာတွင်တစိမ့်တုံးထူပေးဖို့တောင်းဆိုလိုက်တာပါ။မောင်မတယောက်ကနိုင်ငံဖြတ်တန်းခွင့်စာအုပ်ကိုယူကာဧကရီထံကိုဆက်သားလိုက်ပါလေ။ဧကရီယာစာအုပ်ကိုဖွင့်ကြည့်တဲ့အခါမှာထန်ဆန်းကျန်းမျိုးရိုးအမိချိန်ရဟန်းပွဲတော်စမ်းကြံဆိုပြီးတော့မှတ်သားလိုက်ရပါလေ။ဧကရီမကလည်းဆရာတော်ရဲ့မျိုးကချိန်မျိုးလားလို့မေးလိုက်တော့မျိုးရိုးကချိန်ဖြစ်ပေမဲ့ရဟန်းပွဲတော်ကစမ်းကြံတာအဓိကဖြစ်ကြောင်းကိုပြောပြလိုက်ပါလေ။ ထန်ပြည်နယ်ကဘီရင်ကြီးကသွေးတောက်ဖွဲ့ပြီးတော့ထန်ဆန်းကြံလို့အမိပေးခဲ့တာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။ဧဂရီမကဩလက်ဆက်တတော်ဘီရင်ညီတော်ပဲကိုလို့ရေရွတ်လိုက်တာပါ။ဧဂရီမကထန်ဆန်းကိုခီးကြမ်းခဲ့မှာဖြစ်တာကြောင့်နောက်ဘက်ကိုဝင်ပြီးတော့နားယူဖို့ဖိတ်ခေါ်ကနိုင်ငံကူးလက်မှတ်ဗီဇာကိုတော့နောက်မှသာပို့ပေးမယ်ကြောင်းကိုပြောလိုက်တာကြောင့်ထန်ဆန်းဆရာတော်ဟာစွန့်အလို့သွားခဲ့ပါတယ်။ပါကျဲကတော့အရန်နေပျော်နေခဲ့ပြီးတော့ဝူခုံးကလည်းပါကျဲကြီးမစိုးဘူးလို့ပြောကဝူချင်းကိုလည်းခေါ်ယူကပြသနေပါတယ်။ ဘာကျဲကတော့မဲအိယာအကောင်းစားပုံမှာပြစ်လဲကသာယာနေတော့တာပါဧကရီပြင်မကတော့သူလွတ်ကျက်ထားတဲ့ထန်ဆန်းဆရာတော်ရဲ့ပုံသူကိုထိုင်ပြီးတော့ဆွဲနေခဲ့ပါလေပြက်ဆောင်လေးနဲ့ရောက်လာပြီးတော့ဖြောပြေးလိုက်တဲ့မိန်းကလေးဟာဧကရီမကိုချောင်းကြည့်လို့နေခဲ့ပါလေအဲ့ချိန်မှာပဲပီရှားပီရှားဆိုတဲ့ခေါ်သန်းတဲ့သူမောင်မတုံးစုကဝင်ရောက်လာတာကြောင့်ဧကရီမကပကြီကားကိုအုပ်ထားလိုက်ရပါလေမိမပြောအထင်းတော်မင်းဆရာဟာမိမလာတိုင်းပြည်ရဲ့ဂျာနာတာအိတ်တလုံးကိုလာအောင်ဆက်တာပြီးတော့ အေဂရီမီဘီယာဟာဒီအိတ်ကိုစောင်းထားတဲ့နောက်ကိုရှောက်တင်လာပါလေအေဂရီမကဒီနေ့တနေ့လုံးမိမလာတိုင်းမိမှာပျော်စရာကိစ္စတွေကြီးပဲဖြစ်နေကြအကြောင်းကိုပြောကသူလည်းပဲပြောဆွေးနွေးခဲ့ပါလေမိမပြောမင်းစရာအထင်းတော်လေးကဘာတွေများပြောနေတာပါလဲလို့အေဂရီကိုမေးတဲ့အခါအေဂရီဟာတခြားသောမိမချောလေးတွေကိုပြင်မာစောင့်နေဖို့ပြောလိုက်ပြီးအေဂရီကသူတို့ရဲ့မိမလာတိုင်းမိမှာအမျိုးသားဆိုလို့ယူစရာတော့မရှိခဲ့တာကြားပြီးဖြစ်ကြောင်းနဲ့ဒီကနေ့မှာတော့ကံကောင်းထောက်မှသာထံမင်းရဲ့ညီတော်ဟာရောက်ရှိလာခဲ့ကြောင်းအေဂရီကပြန်ပြောပြရခဲ့ပါလေ ဒါသူမတို့အတွက်သီးသန့်ရောက်လာတဲ့မဟာအခွင့်အရေးဖြစ်တာကြောင့်မလွတ်တမ်းဖမ်းဆုပ်ထားခြင်းတွေကြောင့်အေဂရီကပြောပြနေခဲ့တာပါမိမပြိုကလည်းမဟုတ်မှလွဲရောအရှင်မရင်ခုန်ဘက်ကိုရှာတွေ့နေပြီထင်တယ်လို့ပြောလိုက်တဲ့အခါမှာအေဂရီကသူတို့တိုင်းပြည်ကျွဲဝါမှုအားလုံးနဲ့တိမ့်သွေးပြီးတော့ထန်ဆန်းကိုတော့ကိုဘရင်မြောက်ချင်းကြောင့်ဖွင့်ရလာခဲ့ပါတော့တယ်သူကတော့ဘရင်မနေရာကနေဆင်းပြီးတော့မိဖုရားယာနဲ့သာနေမယ်ဆိုတဲ့အကြောင်းကိုဒီလိုတိုင်ပင်နေခဲ့တာပါအထိန်တော်မိမပြိုကလည်းတကယ်ဝမ်းသာစရာသတင်းကောင်းဖြစ်ကြောင်းနဲ့ ။ဧဂရီသာအဲလူနဲ့ထိမ်းမြားခဲ့ပါကဒီနန်ဆက်ခံမဲ့သားသမီးတွေမိတွေရောက်လာမှဖြစ်ကြောင်းပြောတဲ့အခါဧဂရီမိဖုရားကရှတ်တော်မူကလက်တော်ကိုယူပြီးတော့ကာလိုက်ပါလေ။အထိန်တော်မျိုးသမီးကသူမအနောက်ဆောင်ကိုသွားပြီးတော့ကံလန်ချိတ်ဆက်ဇနီးနာအောင်သွဲလိုက်ပါမယ်လို့ပြောကအနောက်ဆောင်ကိုထွက်လာခဲ့ပါလေ။အထိန်တော်ကသူမရန်ရွှေတော်ရင်းနဲ့သူအနောက်ဆောင်ကိုဝင်သွားခဲ့ပြီးတော့အထိန်တော်ကြွားအောင်လာကြောင်းရန်ရွှေတော်ကြီးကပြောကြားလိုက်တာကြောင့်ထန်ဆန်းကိုတော်တို့ကကြွားအောင်လာတာအာနာလာကြောင်းပြောကခီယူဂျိုဆိုလိုက်ကြပါလေ။ ။ဒန်ဆန်းကိုတော့ကလည်းနန်းတွင်ဆရာမကြီးကြွတော်မူပါလို့ပြောကာခန်းထဲကိုဝင်ပြီးတော့ထိုင်ခိုင်းလိုက်တော့တာပါ။ရန်ရွှေတော်မောင်မမိတ်တန်တွေကလည်းနောက်ကနေရောက်လာပြီးတော့ဆရာတော်တို့ကိုရင်နှွေးကြက်နဲ့ဧကခန္ဓာကြောင့်ဆရာတော်ကရင်နှွေးကြက်ကွက်ကိုခြူလိုက်စင်မှာပဲဘိုက်ထဲကဟိုနာနာသလိုဒီနာအောင့်သလိုရှိလာခဲ့တာကြောင့်ဟူကုန်းကလည်းစိုးရင်ကြီးနဲ့ဆရာတော်ဘာဖြစ်တာလဲလို့မေးနေခဲ့သလိုပါကျေးကလည်းခုနမှအကောင်းကြီးသေးကြောင့်လည်းဘုံစားကြီးဘာထားဖြစ်တာလဲလို့ပြောနေခဲ့ပါလေ။ဆရာတော်ကလည်းဘိုက်ကိုနှိပ်ကဝေနာခံစားနေရတာကြောင့်တပည့်၃ယောက်ဟာလည်းပြာရာခတ်နေခဲ့ကြပါလေ။ ညီလေးလေးလုံးပါအောင်ညီလေးလေးလုံးကအကိုကြီးဘလို့ဖြစ်တာလဲမသိဘူးဆိုပြီးတော့ခြေမကင်မိလားမကင်မိတယ်ဖြစ်နေကုန်ကြတာပါမကြခင်မှာပဲပါကျဲရလဲသူ့ရဲ့ဘိုင်အိုးကြီးကိုနှိတ်ကအာယိုယိုအာယိုယိုလို့អော်ပြီးတော့ဘိုက်ကနာနေခဲ့ပါပြီအထိန်တော်နန်းတွင်းဆရာကထန်းမောင်တော်လေးကြမ်းကန်သားလို့မာပါလီစလို့ပြောတဲ့အခါဇုံခုံးကသူ့ရဲ့ဆရာတော်နဲ့ညီလေးကရုတ်တရက်ကြီးဘိုက်အောင်လာနေတာကြောင့်သူ့ထင်ရဆရာတော်အေးမီကအစာမကြေရင်ပြည့်ရင်ငယ်ဖြစ်ပြီးတော့လေထိုးလေအောင်ဖြစ်နေပုံရာချောင်းနန်းဆရာမကိုပြောပြနေခဲ့ပါတယ် ိုင်တော့မှနန်းဆရာမကဆရာတော်တို့လမ်းမှာမျိုးပြင်ကမြေကြီးကိုတောက်ခဲ့သေးလားလို့မေးတဲ့အတွက်ပါကျဲကတောက်တာဗောတောက်မိတယ်လို့အမြန်ဝင်ပြီးတော့ဖြေလိုက်ပါပါကျဲကသူကရေခတ်ပေးပြီးတော့ဆရာတော်တောက်ပြီးလို့ကျန်တဲ့ရေတဝက်ကိုစာစာနဲ့တောက်ခဲ့မိကြောင်းနန်းဆရာမကိုပြောပြနေခဲ့ပါတယ်အခုဘိုက်တွေရန်အောင်းနေတာမြေကြီးကြောင်လားလို့မေးနေတာကြောင့်နန်းဆရာမကသွားမပေါ်အောင်ပါဇက်ကိုလက်နဲ့ကာပြီးတော့ဟိဟိဟိဆိုရည်နေခဲ့ပါလေမိမပြိုလေးတွေအားလုံးကလည်းပါဇောက်ဘတ်တွေအဲ့လေပါဇက်ပေါက်တွေကိုလက်နဲ့ကာကာကိုခိခိနဲ့ရည်နေကြတာကြောင့ ဇုံကုံကဘာကြောင့်ညီညာလဲလို့မေးကကူးချက်ချင်းစေးနဲ့ရေနွဲကိုယူပေးခဲ့ဖို့ပြောနေခဲ့ပါတယ်။ထန်ဆန်းဝူခုံးလို့ခေါ်လိုက်တာကြောင့်ဝူကောရှီဖော်ဆိုပြီးတော့ဆရာတော်နောက်ကိုကတ်သွားတဲ့အခါနန်းဆရာမရေနွဲကျန်းနဲ့စေးဟာသူတို့ရဲ့ဘိုင်းနာတာကိုပျောက်ကွင်းအောင်မလုပ်နိုင်ကြောင်းပြောလိုက်တာကြောင့်ဇုံကုံကဘာဖြစ်လို့လဲလို့မေးလိုက်တဲ့အခါမှာတော့နန်းဆရာမကသူတို့ရဲ့တိုင်းပြည်မှာမိန်းကလေးတွေသာရှိပြီးတော့ယောက်ျားလေးတွေမရှိတဲ့အတွက်မျိုးပြင်မှာရှိတဲ့မြစ်ကိုမာတာမြစ်လို့ခေါ်ဆိုကြောင်းအသက်20ပြည့်တဲ့အမျိုးသမီးတွေဟာအဲ့ဒီမြေကိုတောက်ရင်မကြခင်မှာပဲပြိတ္တိတွေတဲကြကြောင်း ဆရာတော်နဲ့ပါကျဲကအဲ့ဒီမြေကြီးကိုတောက်သုံးခဲ့တာကြောင့်ခုချိန်မှာပြိတ္တိတဲသွားပြီဖြစ်လို့မကြခင်မှာပဲခလေးတွေမွေးဖွားတော့မှဖြေချောင်းကိုပြောနေပါတော့တယ်။ဆရာတော်လည်းလမ်းဖြန့်ပြီးတော့အောင်မလိမကြံကောင်းမစီရာတတိရှောကြစီတဲ့စီဝယ်ပေးဖို့ပြောနေခဲ့ပါတယ်။နန်းဆရာမဈေးတွေကဘာမှအသုံးဝင်ချောင်းပြောလိုက်တဲ့အခါမှာပါကျဲကဘလို့လို့ရမလဲလို့နန်းဆရာမကိုကြံတောင်းနေခဲ့ပါတယ်။နန်းဆရာမစိတ်မပူဖို့နဲ့မြို့ရဲ့မြောက်ဖက်မှာကိုဝင်ဆောင်တိုင်းကိုဝင်ပြတ်ကြစီတဲ့ကိုဝင်ရှောတောင်ရှိချောင်းကိုပြောပြလိုက်ပါတယ်။ ဇုံခုံကအဲ့ဒီကိုဝင်ရှောတောင်ကိုရှေးပြေးပြင်းနဲ့သွားပြီးတော့စူးစမ်းခဲ့ပါတယ်။ဘူခုံကကိုဝင်ရှောတောင်ပေါ်မှာဟိုကြီးဒီကြီးနဲ့ရေရင်းတလုံးတွေးလိုက်ပြီးတော့ကိုဝင်ရှောစီတဲ့ရေမှန်းသိတာတော့ခိုက်ဖို့ကြိုးစားလိုက်တဲ့အချိန်မှာပဲမိကိုတွေထွက်လာပြီးတော့ပုံကိုတယောက်ပေါ်လာကသူ့ရဲ့စမ်းရည်အလကားပေးဖို့မဟုတ်ကြောင်းကိုထွက်ပြောလာခဲ့ပါတယ်။ဘူခုံကလည်းလော်ဒကြီးနဲ့ထွက်လာခဲ့တာကြောင့်ဘာမှသေးချာမပြင်းစင်လာခဲ့ရသေးကြောင်းနဲ့လက်ဆောင်တွေနဲ့တေးရီလေးတိုးတော်မပါခဲ့ရကြောင်းသူ့မှာနန်းရင်းဆရာမရဲ့ရွှေတစိတ်တော်ပါခဲ့တာကြောင့်သူ့ရဲ့ဆရာတော်နဲ့ညီလေးပါကျဲတော် ကိုဝင်ရှောဆိုင်ကိုနည်းနည်းလေးတော့ခတ်ခွင်ပြုဖို့အတွက်တောင်းဆိုလိုက်ပါလေအဲဒီကဆိုင်ရင်ဆောင်နတ်မင်းကဇုံခုံးကိုဇုံခုံးလာလို့မေးလိုက်ပြီးတော့တခြားသူတယောက်ဆိုရင်ပြန်ဆိုင်ရင်ပေးကြည့်မိမယ်ဥခုံးဆိုရင်တော့ဆိုင်ရင်ကိုလုံးဝမပေးနိုင်ကြောင်းကိုညင်းဆိုလိုက်ပါလေအဲတော့မှဇုံခုံးကအဲ့လိုကြီးပြီးတော့ထိုင်ချလိုက်ကသူကဆိုင်ရင်ဆောင်နတ်မင်းပေါ်မှာရင်ပြုမှုထားတာဘာမှမရှိကြောင်းပြောလိုက်တဲ့ခါမှာတော့ဆိုင်ရင်ဆောင်နတ်မင်းကကုမာရဘယင်ကိုတိလာလို့ဇုံခုံးကိုမေးလိုက်ပါလေ ။ဇုံခုံကမီးတိန်ကလူနေလေးကြောင့်တိတ်တိတာပေါ့လို့ပြန်ဖြေလိုက်ပါတယ်။အဲတော့မှအဲ့ဒီနတ်မိတ်စာဟာသူကနွားမိတ်စာရဲ့ညီဖြစ်တာကြောင့်လူနေလေးကသူ့ရဲ့တူတော်ကြောင်းကိုပြောပြလိုက်ပါတယ်။မနေ့တနေ့ရဲ့နောက်နေ့ပြီးတော့အဲ့ဒီရဲ့ဟိုဘက်တည်းရဲ့ကြော်တုံးကနွားမိတ်စာကိုတော့ကသူသားလူနေလေးကိုကွယ်မယ်တော့ရဲ့တန်ငယ်တော်ဖြစ်အောင်ချုံအောင်ခင်အောင်လို့ဇုံခုံကလှုပ်ထားခဲ့ကြောင်းကိုဘေဖူးလွာပို့ကပြောပြထားတယ်လို့ပြောနေခဲ့ပါတယ်။သူအရိကိစ္စနဲ့ပတ်သက်ပြီးတော့လက်စားချေဖို့စဉ်းစားနေတုန်းမှာ ဇုံခုံကဆိုင်းဆိုင်းမြတ်မြတ်ရောက်လာခဲ့တာကြောင့်ရန်ကုန်ဝမ်းတာမီကြောင်ပြောတဲ့ခါမှာတော့ဇုံခုံကလူနီလေးဟာခုဆိုရင်ကွယ်မယ်တော့တပည့်ဖြစ်နေတာကြောင့်တဝမ်းတာမယ်ကိစ္စဝမ်းမတာပဲသူ့ကိုပြစ်လာတင်နေတာပါကြောင့်လေလို့မိကုံးထုတ်လိုက်ပါတယ်အဲဒီခါမှာညီတော်နွားမိတ်ဆာကအစေပါဖြစ်ရတာဟာဘယင်ဖြစ်ရတာထက်နှိမ့်ကျသွားတာမသိလျော်သလားလို့ပြောလိုက်ပြီးဒီနေ့ဟာဇုံခုံရဲ့နောက်ဆုံးနေ့ဖြစ်ရမယ်ဆိုကဟိုဘက်ဒီဘက်ပြန်တန်းကဇုံခုံကိုစတင်တိုက်ခိုက်ပါတော့လေအဲဒီမှာတယောက်တစ်ပြန်နောက်ချန်တိုက်ခိုက်ကြရင်ညီနွားမိတ်ဆာကသူ့ရဲ့တန်ချိုးလက်နက်ကိုထုတ်သုံးလိုက်တာကြောင့် ဇုံကုံကလည်းသူ့ရဲ့တန်တုပ်ကိုထုတ်ကာတိုက်ခိုက်ပါတော့တယ်။ညီနွားကဇုံကုံကိုတန်ကျိုးနဲ့ချုပ်ထားတော့မှဝူခုံးကတကူခွဲပြီးတော့ရေသွားခတ်ဖို့လုပ်နေတဲ့အတွက်နောက်တကူစီသွားပြီးတော့ကြာပြန်ပါလေ။နောက်ဆုံးမှတော့ဝူခုံးရဲ့တန်တုပ်အောက်မှာညီနွားကရှုံးနေခဲ့ရပြီးသူ့ရဲ့သက်ကိုချမ်းသာပေးဖို့အတွက်ဇုံကုံကိုတောင်းပန်နေခဲ့ပါလေ။နန်းတော်အနောက်ခန်းထဲမှာတော့ဇာတော်နဲ့ပါကျဲဟာဘိုင်ကြီးနာပြီးတော့ဝူချင်းကပြုစုကုသနေရပါလေ။အဲဒီအချိန်မှာပဲမောင်းကွဲတိုင်းတစ်ချက်ကြာပြီးတော့အပြင်ဘက်ကအရေးတစ်ခုကိုတွေးလိုက်ရပြီး အရက်သူမင်းကလေးကဝင်းအောင်လာကဆရာတော်ကိုကုတ်ဆွဲဖို့ကြံနေပါလေဧဂရီမရဲ့မျက်လုံးတွေကတော့ဆရာတော်ရဲ့ဗကြီးကားကိုထိုင်ကြည့်ကရေရှုံးဆိုလဲ့နေခဲ့ပါဇန်ရီကိုခတ်လာတဲ့ဇုံကုံကတော့ဆရာတော်နဲ့ပါကျဲကိုစမ်းရင်တိုက်ကဝေနာတက်တောင်လို့ကူစားပေးနေခဲ့ပါလေနန်းဆရာမကထန်ဆန်းတဲ့ပါကျဲကမာတာမြေတွေကိုတောက်ပြီးတော့ကိုဝင်ရှိသွားတောင်ပြောကရီမုံနေကြတာပါဧဂရီကအခုဘာဖြစ်လဲလို့မေးတဲ့အခါဇုံခုံဆွဲတပည့်တယောက်ကတရေဖြောက်တောင်ပေါ်ကဆန်းရီကိုခတ်ပြီးတော့တိုက်လိုက်တာကြောင့်တတ်တာသွားပြီးဖြစ်ချောင်းပြောကရီမုံနေကြတာပါ။ ဧဂရီကမနှက်ဖြံမနှက်စောစောမှာသူတို့ကနန်းတော်ဥယျာဉ်ထဲလာဖို့ဖိတ်ပေးပါလို့ပြောတာကြောင့်နန်းဆရာမနန်းတော်ရဲကိုဖိတ်မလို့လားလို့မေးတဲ့အခါမှာဧဂရီမကဒါမှသာသူတို့အတွက်ကျမ်းမာရေးပိုကောင်းစေမှာဖြစ်ကြောင်းကိုပြောပြခဲ့ပါတယ်။မနှက်ခေးနန်းတော်ဥယျာဉ်ထဲမှာတော့ဧဂရီမရှေ့ကနေကပြီးတော့သွားနေတာကြောင့်ဖြတ်တန်းခွေလက်မှတ်မရသေးတဲ့ဒန်ဆန်းကသီးခံပြီးတော့လိုက်ကြည့်ပေးနေခဲ့ရပါတယ်။ဥယျာဉ်ကလေးကလှပပြီးလက်ပြားတွေကလည်းဇုံတွဲတွေနဲ့ဖြစ်တာကြောင့်ဟင်းသားတွေနဲ့ဥယျာဉ်ကလေးကလူသားတွေကိုဆွဲဆောင်နေချိန်မှာ မြင့်မြတ်တဲ့ကိုတော်ကိုမေးလိုက်ချင်တာကသူမကလှလားမလှဘူးလားဆိုရဲမေးခွန်းဖြစ်ကြောင်းဌိနန်စီစိန်နေပေးမှာမလို့သူမရဲ့နားမှာထာဝရနေသွားပါလို့အတိတ်ပဲရတဲ့တခြင်းတစ်ပုဒ်ကိုလည်းအေဂရီမကတီဆိုလို့နေပါတယ်။ထန်ဆန်းကိုတော်ကသူကဗုဒ္ဓရဲ့လမ်းစဉ်ကိုလိုက်နာနေသူဖြစ်တာကြောင့်လူတွေကယ်တင်မှုနဲ့စစ်ပွဲတွေပြိပခါတွေကိုရပ်တန့်စေပြီးအမျိုးသားရောအမျိုးသမီးတွေပါလောကမှာအထီးမကျန်စေတဲ့လမ်းကိုပြပေးခြင်းသူဖြစ်ကြောင်းကိုပြောပြနေပါတယ်။အေဂရီမကဒီလိုရည်မှန်းချက်တွေရှိမှတော့အခုရှိမှရှိနေသူမကို အထီးကျန်ခြင်းကလွတ်ကင်းအောင်ကူညီပေးပါဆိုပြီးတော့တောင်းဆိုလိုက်ပါတယ်။ဒန်ဆန်းကိုတော့ကသူကမိမတယောက်ရဲ့ဘေးမှာအချင်းကုံမနေပဲဘာသာသာသနာတော့ဘဝကိုပေးလူထားအောင်သူ့ကိုခွင့်လွှတ်ပြီးကျန်းစာသွားပေးနိုင်မှုတော့ဖြတ်တန်းခွင့်လက်မှတ်ပေးပါလို့သာတောင်းဆိုလိုက်ပါတယ်။အေဂရီမာကလည်းဒီတနေ့တော့ကျန်းစာပေးနိုင်ကြအောင်မပြောကြအောင်လို့ဆရာတော်ကိုတောင်းမှန်လိုက်ပါတယ်။ဒီလိုနဲ့နေလည်ကင်းရောက်တော့နန်းတွင်ဆရာမကြီးရောက်လာတာကြောင့်နိုင်ငံကူးလက်မှတ်လာပေးတာလားလို့မေးတဲ့အခါနန်းတော်ဆရာမကဆရာတော်ကိုဂုဏ်ပြုဖို့လာခဲ့တာဖြစ်ကြောင်း အရင်ကယောက်ျားသားဆိုတာကိုအနံ့အောင်မရှိဘူးတဲ့မိမလားတိုင်းမီမှာဒန်ဆန်းကိုတော့ရောက်လာတာကြောင့်အေဂရီကမြင်မြင်ချင်းမြစ်တာတက်ဝင်ရှိခဲ့တာမဟုတ်လို့တိုင်းမီစည်းစိမ်ကိုပေးရမှာဖြစ်ပြီးတော့သူမကိုမိဖုရားမြောက်ဖို့ကန်လန်းလာခဲ့တာဖြစ်ကြောင်းကိုပြောပြနေပါတယ်။ထိမ်းများပြီးတဲ့အခါမှာလဲမိမလားတိုင်းမီရဲ့ဘရင် အော်တိုနဆာနဲ့ဖြစ်သွားမယ်အကြောင်းကိုပြောပြနေပါတယ်။ဆရာတော်ကဒါကဘလို့လို့ဖြစ်နိုင်မှာလဲလို့မေးတဲ့အခါစုံခုံးကဒန်ဆန်းကိုတော့ဒါအခွင့်ကောင်းမလို့လက်မလို့ခံတင်ကြောင်းကိုပြောပြနေပါတယ်။ပါကြရလဲဆရာတော်တို့များကန်ကောင်းလာကြောင်း သူနဲ့သာဆိုရင်နေရာချင်း15ကလောက်လဲလိုက်ခြင်းတဲ့အကြောင်းတွေကိုပြောနေခဲ့တာပါနန်းဆရာမကလည်းကောင်းချင်းမင်္ဂလာဖြစ်တာကြောင့်အမြန်ဆုံးနည်းနဲ့ပကံလုံးစီးပြီးတော့လက်တင်ခံတင်ကြောင်းကိုပြောပြနေပါတယ်ဆရာတော်ကသူကလက်ထပ်ထိမ်းများခွင့်မရှိတဲ့ဘုံတော်ကြီးတစ်ပါးဖြစ်တာကြောင့်လက်ခံပေးလို့မရအကြောင်းကိုညှင်းဆန်နေခဲ့ပါတယ်နန်းတော်ဆရာမကလည်းဆရာတော်အတွက်အကောင်းဆုံးခွင့်ဖြစ်တာကြောင့်လက်လုံးမခံတင်ကြောင်းကိုပြောနေခဲ့ပါတယ်ဦးချင်းကတော့သူ့ရဲ့ဆရာတော်ဟာတရားကိုယ်တော်တစိုက်မမတ်ကျင့်သုံးလာခဲ့သူဖြစ်တယ်လို့ထံပြင်းရဲ့တန်တမန်လည်းဖြစ်တာကြောင့်လံပြင်းနဲ့ကြွယ်ဝမှုနဲ့ မိဖုရားရဲ့အလှပရိယာဆရာတို့ကိုတုံလုံးစီမှာမဟုတ်ကြောင်းပြောကြားနေခဲ့ပါတယ်။ဧဂရီမကိုနိုင်ငံကူးလက်မှတ်အမြန်ထုတ်ပေးပြီးကျန်းစာပို့ဆောင်မှုခီးကိုအမြန်ဆုံးပို့ပေးခြင်းကသာကုညာရောက်မှာဖြစ်ကြောင်းလည်းပြောနေခဲ့ပါတယ်။ပါကျဲအသူပြောပေးမယ်လို့ပြောကာဘယင်မအထင်းများမင်္ဂလာပြုကျင်တာကအဓိကဖြစ်တာမလို့သူ့ကိုရောခင်မုန်းတဲ့နေရာမပေးနိုင်ဘူးလားလို့မေးပေးဖို့တောင်းဆိုနေပါတယ်။နန်းတော်ဆရာမဒါတော့မဖြစ်နိုင်ကြောင်းပြန်ပြီးတော့ညှင်းဆန်လိုက်ပါတယ်။နန်းတော်ဆရာမကပါကျဲကယောက်ျားသားဖြစ်ပေမဲ့ရုပ်ဆိုးလွန်းတာကြောင့် ဧဂရီမနဲ့လက်ထပ်ဖို့ကဘလို့မှမဖြစ်နိုင်ကြောင်းပြောတဲ့အခါပါကျဲကကဘာဝမှာယုံဆိုးတဲ့ယောက်ျားဆိုတာမရှိကြောင်းပြောနေတော့မှဝူခုံးကပါကျဲရဲ့နေရွက်ကိုလာဆွဲပြီးတော့ခေါ်သွားခဲ့ပါလေ။နန်းနဲ့ဆရာမကလည်းတစ်ချက်လေးစောင်းခဲ့ကြည့်အောင်ဆိုပြီးတော့ပြန်ပြီးတစ်ခါတော့စဉ်းစားပေးဖို့တောင်းဆိုနေခဲ့ပြီးတော့ဒီလိုမျိုးညင်းဆန်တာရရကြာကြောင်းပြောနေတော့မှဇုံဝူခုံးကဆရာတော်ကိုလက်ခံပေးလိုက်ဖို့ပြောကာဒီနေရာမှာနေချင်းကသာအတင်းတော်ဆုံးဖြစ်ကြောင်းကိုပြောပြနေပါလေ။ဒါကနဘူးစာရွာလေတယ်လို့ခေါ်ဆိုနိုင်ကြောင်းပြောနေတာကြောင့် နန်းတော်ဆရာမကလည်းဝူခုံးပြောတာကိုထောက်ခံနေခဲ့ပါတယ်။ဆရာတော်ကဝူခုံးကိုသူတို့ဒီမှာဘရင်လုံးနေခဲ့မယ်ဆိုရင်ဘသူကကျန်းစာသွားတယ်မလဲလို့မေးခဲ့ပါတယ်။နန်းတော်ဆရာမကလည်းဆရာတော်ကဒီမှာဘရင်လုံးပြီးနေခဲ့ရင်ဆရာတော်ရဲ့တပည့်၃ယောက်ကိုနိုင်ငံကူးလက်မှတ်ထုတ်ပေးမှဖြစ်ကြောင်းပြောပြလိုက်ပြီးဆရာတော်ရဲ့တပည့်၃ယောက်ကသွားပြီးတော့တယ်ဆောင်ပေးမှဖြစ်ကြောင်းကိုလည်းပြောလိုက်ပါတယ်။ဝူခုံးကတော့နန်းတွင်ဆရာမပြောတာသဘာဝကျကြောင်းဆရာတော်ကိုခေါ်ထားလိုက်ပြီးတော့သူတို့ကိုနိုင်ငံကူးဗီဇာလေးသာထုတ်ပေးလိုက်ဖို့နဲ့သွားခွင့်ပြုဖို့တောင်းဆိုလိုက်ပါတယ်။ ဆရာတော်ကဇုံခုံဘာကြောင့်ဒီလိုကိစ္စမျိုးလက်ခံလိုက်တာလဲလို့စိတ်ဆိုးမှန်ဆိုးနဲ့ပြောနေခဲ့တာပါဆရာတော်ကသူဟာလုံးဝလက်ထပ်ထိမ်းများခြင်းမပြုနိုင်ကြောင်းပြောကထွက်သွားခဲ့ပါတော့လေဦးချင်းကတော့သူတို့အားလုံးအမြန်ထွက်ပြေးကြဖို့တိုင်းမနေပါနဲ့ဆရာတော်ကလည်းထွက်ပြေးကြတာအကောင်းဆုံးပဲလို့ပြောပြီးတော့မှနိုင်ငံကူးလက်မှတ်မရှိကြောင်းကိုသတိရသွားခဲ့ပါတယ်ဦးချင်းကတော့ဇုံခုံကိုပုံစံပြောင်းခိုင်းပြီးတော့နိုင်ငံကူးလက်မှတ်ကိုယူလို့ရနိုင်ကြောင်းအကြံပေးလိုက်ပါတယ်အဲ့ဒီချိန်မှာပဲဝူခုံးကအပြင်ကိုတစ်ချက်ရှိုးလိုက်တဲ့အခါ တို့နေထိုင်ရာနန်းတော်ဆောင်ပတ်ပတ်လည်မှာအမျိုးသမီးအဆောင်တပ်သားတွေခက်ဆိတ်ဆိတ်နေရာချထားကြောင်းကိုတွေးလိုက်ရပါတယ်။ပါကျဲကလည်းဘလို့လောက်ပြီးတော့ထွက်ပြေးရမလဲဆိုပြီးတော့စိတ်ညစ်သွားတာပါ။ဘူခုံးကတော့ဆရာတော်ကိုစိတ်မပူနဲ့လို့ပြောလိုက်ပြီးထွက်ပြေးဖို့ကခက်ခဲမှာမဟုတ်ကြောင်းတို့အကုန်လုံးတပ်ပြစ်ဖို့အတွက်ပါကျဲကိုတောင်းဝင်ပေးလိုက်ဖို့အားလုံးတပ်ပြီးပြီဆိုရင်တို့ထွက်သွားလို့ရပြီဖြစ်ကြောင်းအေးဆေးပဲလို့ပြောပြလိုက်ပါတယ်။ဆရာတော်ကပေါက်ကြရတဲ့ရှောင်းမပြောဘူးဘူခုံးကိုပြောတဲ့အခါဘူခုံးကဆရာတော်မကြိုက်မှန်းသိတာကြောင့်စားနောက်လိုက်တာဖြစ်ကြောင်းပြောလိုက်တဲ့အခါမှာတော့ ။ဘာသေးကဆရာတော်မကြိုက်မှန်းသိတဲ့စကားကိုဘာလို့ပြောရတာလဲလို့မသူကိုပြန်ဆူနေခဲ့ပါ။ဟူခုံးကသူကလည်းနောက်ပြီးပြောလိုက်တာသာဖြစ်ကြောင်းနဲ့မိန်းကလေးတွေကိုဘာသေးကဘလို့လုတ်တတ်မှလဲလို့ပြန်ပြောနေခဲ့ပါလေ။ဘာသေးကလည်းသူကောင်မလေးတွေကိုမတက်ရတာဖြစ်ကြောင်းသူဟာစိတ်ဆိုးပေမဲ့အသေးနှုသူသာဖြစ်ကြောင်းပြောပြနေပါလေ။ဟူချင်းကတော့တတ်လို့လည်းများထွက်ပြေးလို့လည်းမရတာကြောင့်အခက်တွေ့နေကြောင်းညှိတွားနေခဲ့တာပါ။ဘာသေးကတော့ဒီပုံစံတိုင်းဆို၃လရက်လောက်နေရမှာဖြစ်တာကြောင့် သုံးလေးရက်လောက်တော့ဝါရီအလကား AC တီးလို့ရပြီဆိုပြီးတော့ဆရာတော်ကိုပြောနေခဲ့ပါတယ်။ဇုံခုံကတော့သူ့ကိုစိတ်ချပါလို့ပြောလိုက်ပြီးစောစောကလက်ခံနေလို့ပြောလိုက်တာက psychological war လုပ်လိုက်ခြင်းသာဖြစ်ကြောင်းသူတို့ရဲ့ကမ်းလှမ်းချက်ကိုလက်ခံပြီးတော့စိတ်ချလက်ချယုံကြည်ရင်ထွက်ပြေးသွားလို့ရပြီဖြစ်ကြောင်းကိုပြောပြနေပါတယ်။ဟူခုံကလက်ထပ်ထိန်းများဖို့လက်ခံလိုက်ပါလို့ပြောတဲ့ခါဆရာတော်ကတော်စမ်းပါလို့ပြောပြီးတော့လမ်းဆက်ရှောင်းနေခဲ့ပါတယ်။ဘာကြဲလဲဒါအကြံကောင်းဖြစ်ကြောင်းဟူခုံပြောတာကိုထောက်ခံလိုက်ပါတယ်။နောက်မှအခုလိုလက်ကားဖြစ်မဲ့အကြံမျိုးတော့သူလည်းကြံတသားပဲလို့ဇုံခုံကိုပြောနေခဲ့တာပါ။ ။ဘူခုံးကသူတို့တစိမ့်တုံးထူဖို့အဓိကဖြစ်ပြီးတော့တစိမ့်တုံးထူပြီးပြီဆိုရင်သူတို့အားလုံးကိုကြောက်တုံးဖြစ်အောင်ဂါရာရွတ်ပြီးတော့အပြင်ကိုထွက်ပြေးကလွတ်လောက်တဲ့နေရာရောက်မှဂါရာကိုပြန်ဖြီးပြီးတော့လွတ်ပေးလိုက်မယ်လို့ပြောနေခဲ့ပါတယ်။ပါကျဲနဲ့ဝူချင်းကလည်းအဲ့ဒီကြံကောင်းတာကြောင့်ဆရာတော်ဆုံးဖြတ်ပေးဖို့ကိုပဲတောင်းဆိုနေပါတယ်။ဆရာတော်ကလည်းတပင်းရှိတချာချာကအင်းဒါဆိုရင်လည်းပြီးတာပါပဲအဲ့လိုပဲလောက်ကြတာပေါ့လို့ပြောလိုက်ပါတော့တယ်။နန်းတော်ဆရာမအီဂရီစီကိုသွားပြီးတော့ဆရာတော်ကလက်ထပ်ဖို့လက်ခံလိုက်တာကြောင့်ဝမ်းမြောက်ဂုံပြူရပါကြောင်းသွားပြီးတော့ရှောက်တင်နေပါတယ် နိုင်ရင်းဆရာမကထန်ဆန်းကိုရောရှောက်တင်လိုက်တဲ့အခါကိုရောရဲ့အကြီးဆုံးတစ်ပည့်ကလက်ခံလိုက်ပြီးလို့သတင်းလာပို့ခဲ့တာကြောင့်ဝမ်းသာလိုက်ဖို့ပြောပြနေပါတယ်။ဒုတိယတစ်ပည့်ကလည်းမင်္ဂလာတီတောက်ဖို့စိတ်အားထက်သန်နေတာဖြစ်ကြောင်းကိုပြောပြနေပါတယ်။အေဂရီမကထန်ဆန်းကိုရောကရောဘာပြောသေးလဲလို့မေးတဲ့အခါထန်ဆန်းကိုရောကတော့သူကိုယ်တိုင်မပြတ်မသားဖြစ်နေကြောင်းကိုပြောပြလိုက်ပါတယ်။ဒီလိုနဲ့တောင်းဝင်းသဘင်ဌာနကိုထန်ဆန်းကိုရောရဲ့တပည့်တွေအတွက်ပွဲတစ်ခုစီစဉ်ပေးဖို့နန်းတော်ဆရာမကိုပြောခဲ့ပါတယ်။ထန်ဆန်းကိုရောကိုတော့ဆိုပြီးတော့ ေဂရီဘင်မကနန်းတော်ဆရာမနာဒုလိုလေးကပ်ပြောလိုက်တာကြောင့်ဘာပြောလိုက်တယ်ဆိုမှကြည့်တဲ့သူလည်းမသိလို့ကျွန်တော်လည်းမသိလိုက်ပေါ့ဂျုံနဲ့နန်းရင်းဆရာမညာောက်တဲ့ခါမှတော့ထန်ဆန်းကိုတော်သွားအောင်ပင့်ဆောင်ခေါ်ခဲ့ပြီးတော့ထန်ဆန်းကိုတော်ကသူ့ကိုဘယ်ခေါ်သွားနေရလဲလို့မေးလိုက်တဲ့ခါအနောက်ဘက်လမ်းပြင်းနဲ့မိမလာကျွင်အဖိုးထန်ရင်နာကိုပြမှာမလို့လိုက်ခဲ့ဖို့နန်းတော်ဆရာမကပြောနေခဲ့ပါတယ်ထန်ဆန်းဆရာတော်ကမနေ့ရောက်မှကြည့်လို့ရတဲ့ဥစ္စာကိုဘာကြောင့်များညဘက်ကြီးလာအောင်ခေါ်ဆောင်ရပါသလဲလို့မေးလိုက်တာကြောင့်ရေရနာညဘက်ရောက်မှသာအယောင်တောက်တဲ့အတွက် ညာဤမင်းကြီးခေါ်ဆောင်ပြရခြင်းဖြစ်ပါကြောင်းကိုပြောနေခဲ့ပါတယ်။ဘာကျဲဝူကျင်းနဲ့ဝူခုံးတို့ကတော့အစားအသောက်တွေရှမ်ပန်နဲ့ဆရာတို့ကိုမိကတီးနေကြပါတယ်။ဇုံခုံးကလည်းပါကျဲကိုခွန်ကျွေးနေလို့ဝူကျင်းကလည်းပါကျဲကိုခွန်ကျွေးနေကြပါတယ်။ဘာကျဲကလည်းပါဇာတဲ့ထိုးသေးသမျှအကုန်လုံးကိုမျိုးချနေတော့တာပါ။ခဏနေတော့ဝူကျင်းကသတိရပြီးတော့နန်းတော်ဆရာမဖိုးတန်တာကြီးပြမယ်ဆိုပြီးတော့ဘာကြောင့်ဆရာတို့ကိုခေါ်သွားတယ်ထင်လဲဆိုတာမသိရကြောင်းပြောနေခဲ့ပါတယ်။ဝူခုံးကတော့ဒါဆရာတို့ပုံမှန်ပဲမူတည်နေတာဖြစ်ကြောင်းပြောရင်းနဲ့ မချိုးမချင်းလေးပြုံးနေခဲ့ပါတယ်။ဆရာတော်ကတော့ဧကရီရဲ့အိမ်ခန်းထဲတည်းဖြာရောင်းခံလိုက်ရပြီးတော့ဧကရီရဇာချန်အောင်ထဲမှာစက်စီကြကြလှပနေတာကိုလည်းတွေးလိုက်ရပါတယ်။ဒန်ဆန်းကိုတော့ကလည်းနန်းတွင်ဆရာဟာအဖိုးတန်တဲ့ဟာကြီးတစ်ခုပြဆရာရှိတယ်လို့ပြောကခေါ်ဆောင်လာခဲ့ပြီးတော့ဘာကြောင့်ဧကရီရဲ့အိမ်ရာတွေကိုခေါ်လာတယ်ဆိုတာကိုမသိလိုက်ရအောင်ပြောပြနေပါတယ်။ဧကရီမကအဖိုးတန်ရဲနာကိုရှူစားတော့မူပါလို့ပြောလိုက်ပြီးချန်အောင်ကိုဖြဲပြလိုက်ပါတယ်။ထန်ကိုယ်တော်ရဲ့အမြင်မှာသူမအဖိုးတန်မျိုးမှန်လေးမဖြစ်နိုင်ဘူးလားလို့အေဂရီကမေးနေခဲ့ပါတယ် ဧဂရီမကိုတော်ထန်းကိုညူတူတူနဲ့ကြည့်ပြီးတော့သူမဟာဘူးစုကယူနဲ့ချမ်းသာပြည့်စုံတဲ့အာနာရှိသူတယောက်ဖြစ်ပေမဲ့တခါတခါဘူးမှမတခါဘူးကြောင်းပျော်ရွှင်မှုတွေရာစိတ်တုံးပြီးတော့အထီးကျန်မာကြီးဖြစ်နေရာကြောင်းပြောကဖြားရောင်းကဖြားရောင်းနေခဲ့ပါလိမ့်။နတ်ဖျားတွေရာသူမရဲ့တောင်းတမှုကိုဖြည့်ဆည်းပေးဖို့အတွက်ထန်းကိုတော်ပို့လိုက်တာဖြစ်ပြီးတော့ထန်းကိုတော်ကဘရင်ဖြစ်စေခြင်းကြောင်းဧဂရီကပြောနေခဲ့ပါလိမ့်။ထန်းကိုတော်ကလည်းသူကကိလေသာအညီချွဲတွေနဲ့ဝေးအောင်ထိန်းသိမ်းနေထိုင်ခဲ့တဲ့ရဟန်းတစ်ပါးဖြစ်တာကြောင့်ကိလေသာနုံထဲမှာမျောမပါနိုင်ကြောင်းကိုပြောပြနေပါလိမ့်။ ေဂရီကကိလေသာနဲ့မပျော်နိုင်ဘူးလို့ပြောပြီးတော့သူမှမကြည့်ရဲပဲဘာကြောင့်မျက်လုံးမိတ်ထားတာလဲချွေးစည်းတွေဘာလို့ပြန်နေတာလဲလို့မေးနေခဲ့ပါလေထန်ကိုတော်ကသူဟာထန်ပြင်းကိုဂရီမပြတ်ချင်တာကြောင့်အနောက်ဘက်ကိုပဲခီးထွက်ချင်တာဖြစ်လို့သူ့ကိုဖြတ်တန်းဝင်တစ်စိတ်လုံးထူပေးဖို့ပဲတောင်းဆိုနေခဲ့ပါလေထန်ကိုတော်ကနောက်ဘွားမှာတွေးကြဖို့ဂရီပေးနေတဲ့အခါထန်ကိုတော်ကဒီဘွားတော့ထားလိုက်ဖို့နဲ့နောက်ဘွားမှာတွေးကြဖို့ဂရီပေးနေတဲ့အခါအေဂရီကနောက်ဘွားထိမဆောင်နိုင်တာကြောင့်အခုပဲပေါင်းကြမယ်ဆိုပြီးတော့ ဇာတော့ကိုမိနေချိန်မှာဗျက်ဆောင်တီးဖို့ရောက်လာခဲ့တဲ့မျိုးသမီးလေးကတကိုးနဲ့ဖမ်းခေါ်သွားပြီးတော့သူမရဲ့နိုင်ကူးလေးရောက်တဲ့အခါသူမကိုဘာကြောင့်ရှောင်နေတာလဲဆိုပြီးတော့အေဂီမကိုဆက်ဆံတယ်လို့သူမကိုလည်းဆက်ဆံပေးဖို့တောင်းဆိုနေခဲ့ပါလေဇာတော့ကလည်းမိစားနဲ့လူသားဘဝချင်းကွာခြားတာကြောင့်မဖြစ်နိုင်ပါကြောင်းထပ်ပြီးတော့ပြောကြားနေရပါလေဗျက်ဆောင်ပိုင်ရှင်ကဒီနေ့ညဒီကိုခေါ်လာတာထန်ကိုတော့ဇနီးဖြစ်ဖို့သာရည်ရထားတာကြောင့်သူကိုဇနီးပြောင်းလုပ်ပေးမှရမယ်လို့ပြောနေခဲ့ပါလေပြီးသွားတဲ့အခါသူမကလှမ်းပြီးနဲ့အေဂီဖြစ်နေပြီးတော့ ထန်ကိုတော်ကတော့အေဂရစ်ဖြစ်နေနေရမယ်လို့ပြောနေခဲ့ပါတယ်။ဒါတော့မဲသူမနဲ့တအိပ်ရတဲ့အိပ်ပြီးတော့တသွေးတဲ့တသားတဲ့ဖြစ်စေဖို့တကယ်လို့လက်မခံရင်သူမတော်ဖြစ်ဘယင်မလို့နူးညံ့နေမှာမဟုတ်ပဲဇွတ်ဆွဲတော်မှာဖြစ်ကြောင်းကိုပြောနေခဲ့ပါတယ်။ပြတ်ဆောင်ရှင်မကသူမရဲ့ပြတ်ဆောင်ကိုတီးပြီးတော့ပြတ်ဆောင်တန်နဲ့ညှို့ယူလိုက်တာကြောင့်ထန်ကိုတော်ကဂရေပေါ်တက်ပြီးတော့ပတ်လက်ကြီးလန်ပေးလိုက်ရပါတော့တယ်။အဲဒီချိန်မှာပဲဝူခုံးရောက်လာတာကြောင့်ဇာတော်ထန်ကပြန်ပြီးတော့သတိရလာခဲ့ပြီမယ်။ပြတ်ဆောင်ရှင်ကထန်ကိုတော်ကိုကျိုးနဲ့တုပ်ပြီးပြန်သိမ့်ထားလိုက်ပါတယ်။ ပြန်ဆောင်ရှင်မဆုံးဝခုံးကိုသူ့ရဲ့မော်ပညာတွေသုံးပြီးတော့တိုက်ခိုက်နေပါတယ်။နောက်တော့ပြန်ဆောင်ကိုတီးလိုက်တဲ့အခါဝခုံးကမခံမရနိုင်ဖြစ်နေခဲ့ပါတယ်။လူလိမ့်ပြီးတော့ပြန်ဆောင်တန်ကိုခန်းစားနေရတဲ့ဝခုံးစီကိုဘာကျဲနဲ့ဝူကျင်းတို့ကစစ်ကူရောက်လာပြီးတော့တစ်ချိန်လုံးမိစားတွေနိုင်ခဲ့ပြီးတော့အခုမှဘာတွေဖြစ်နေရလဲလို့ဝခုံးကိုမေးနေခဲ့ပါတယ်။ဆုံးခုံးကလည်းပြန်ဆောင်တန်ကြောင့်ခေါင်းကိုက်တာဖြစ်ကြောင်းပြောပြလိုက်တဲ့အခါဘာကျဲကလန်တန်းတော်ကဆရာဝန်သွားပေးမယ်လို့ပြောနေခဲ့ပါတယ်။ဝူကျင်းကတော့ဘာတန်းမှမရှိတဲ့သူ့ကိုဘယ်လိုလုပ်ကူမှာလဲလို့ပြောပြီးတော့ ဆရာကိုမခေါ်ဖို့တားနေခဲ့တာပါ။ဘာကျဲကတော့ဒီဟာမအူသူရှေးမယ်လို့ပြောပြီးတော့ဗျက်ကူတဲကိုဝင်ရောက်သွားခဲ့ပါတော့လေ။ဗျက်မဟာသူ့ရဲ့ဗျက်ဆောင်းကိုတီးလိုက်ပြန်တာကြောင့်ပါကျဲလည်းမူးဝင်နေခဲ့ပြီးတော့နောက်တော့ဗျက်မဟာပါကျဲကိုကလူသလိုမြူသလိုနဲ့ကြီးလိုက်တာကြောင့်ပါကျဲကဖိနဲ့ပေါက်လိုက်တဲ့အခါဗျက်မဟာဖိနှိုင်းကျသွားခဲ့ပါလေ။ပါကျဲကဘေဘီဗျက်မဟာလေးကချောကလေးပဲလို့ပြောလိုက်ပြီးတော့အနားကိုကတ်သွားချိန်မှာဗျက်မဟာလေနဲ့မဟုတ်ပြီးတော့ပါကျဲရဲ့နဖူးကိုဘူးသီးထွက်အောင်ဖန်ဆင်းလိုက်ပါလေ။အဲဒီချိန်မှာပဲကျမတကောင်ကအော်ကြီးအိုးလို့អော်လိုက်တဲ့ချိန်မှာ ဗျက်မာမခံမရနိုင်အောင်နာကျင်သွားခဲ့ရပါတယ်။နာကျင်နေတဲ့ဗျက်မာပျောက်ဆုံးသွားပြီးတော့မကြာခင်မှာပဲဝူခုံးနဲ့ဝူကျင်းတို့ရောက်လာတော့ပါကျဲကဘူးဘူးကြီးကနာလို့မကင်ကြဖို့တားနေပါတယ်။ဗျက်မာပျောက်ဆုံးသွားတဲ့နေရာမှာကျဲတာနမင်းရောက်လာခဲ့တဲ့တော့ဝူခုံးတို့လည်းအံ့ဩနေကြပါတယ်။ပါကျဲကသူ့ဘူးကြီးကိုပြပြီးတော့ပြန်လဲကူးတာပေးဖို့ကျဲတာနမင်းစီမှာဇူတောင်းနေခဲ့ပါတယ်။ကျဲတာနမင်းကတော့ဒါမိစ္ဆာရဲ့အမိကထွက်တဲ့မြင်းသေးအစိတ်ထီထားတာဖြစ်ကြောင်းကိုပြောပြနေခဲ့ပါတယ်။ ဂျေဒါနမင်းရဲ့ကုသပေးမှုကြောင့်ပါကျဲဘူဒီယာပြန်ဝင်သွားခဲ့ပါတယ်။သူတို့သုံးအောင်သားလေးဂျေဒါနမင်းကိုကျေးဇူးတင်ကြောင်းဂါရဝပြုလိုက်တဲ့အခါသူ့ကိုကျေးဇူးမတင်ဘဲနဲ့ကွိုင်ယင်ဖောဆာကဝူကုန်းတို့ဒုက္ခရောက်နေရကြောင်းကူညီဖို့ဆေးလွှတ်လိုက်တာဖြစ်ပြီးကွိုင်ယင်ကိုသာကျေးဇူးတင်တဲ့ကြောင်းကိုပြောနေခဲ့ပါတယ်။သူတို့ကပြဆောင်းမှပျောက်ွယ်သွားနေရာကိုသွားအောင်ကြည့်ရှုတဲ့အခါမှာတေဆုံးနေတဲ့ကင်မီကောက်တကောင်ကိုပဲတွေးလိုက်ရပါတော့တယ်။နောက်မှသူတို့ကကင်မီကောက်မိတ်ဆာမန်တီးသွားခဲ့တာပါ။ တလို့တဲ့နောက်ဆုံးတော့အေဂရီမရေနာနာနဲ့ပဲနိုင်ငံဖြတ်တန်းကိုတစ်စိတ်လုံးကိုထူပေးရင်ထန်ကိုတော်ကိုတွေးဆမှုခက်ခဲသလိုခွဲခွာတော့လဲနာကျင်ရပြန်နေရင်လည်းခန်းစားချက်တွေကလည်းထုတ်ဖော်ဖို့ကတ်တဲ့အခါသူမရဲ့နှလုံးသားလေးကိုထားပြီးတော့အနောက်ဘက်ကိုသွားခဲ့ပြီလားဆိုတော့တချင်းကိုလွန်လွန်ဆွေဆွေခန်းစားရင်လည်းအတွင်းကြီးဖြစ်ကထန်ကိုတော်ကိုလိုက်ဖို့နှုတ်ဆက်ရင်လည်းဒီပိုင်းလေးကဒီနေရာမှာဇက်သိမ်းထားခဲ့ပါရခင်ဗျာဟုတ်ကဲ့ပါဒီနေ့ရက်ဒီဆက်မှုကတော့လောက်ပါပဲခင်ဗျအနောက်ရက်တို့ခီးသွားခြင်းမှတ်တမ်းခုဆိုရင်တော့အပိုင်း 16ထီကိုရောက်ရှိလာခဲ့ဖြစ်ပါတယ်ဆိုတော့နောက်နေ့မှလည်းပိုင်းစတရီကိုဆက်ပြီးတော့တင်ပေးဦးမှာဖြစ်တဲ့အတွက် recap ခန်းစားခြင်းလဲဆိုတော့ channel subscribe လုပ်ပြီးတော့ account နေပြီးတော့စောင့်ကြည့်နိုင်ပါကြောင်းနေရုပ်ရှင်အပြည့်ပြန်ကြည့်ခြင်းလဲဆိုရင်လည်း Telegram channel ကို join ထားလို့ရကြောင်းပါခင်ဗျဆိုတော့ဒီနေ့မှလည်းစားကားလေးစိုးရိမ်လိုက်ပါကြည့်စုအားပေးခဲ့တဲ့ဒူဒူရှိပေးပြီးတော့ချိန်ပေးခဲ့ကြတဲ့မြောက်ချစ်သူပေါင်းသူတော်ကောင်းတို့ကိုလည်းကျေးဇူးတူပဲတင်ရှိပါတော့ခင်ဗျကျွန်တော်အန်ခင်မူပါ